ခရိုရီတထေကတော်ဖြစ်ပေမဲ့ဈေးရောက်ရတာပြောလို့ခြံထွက်ထောပတ်တွေရောင်းနေရဲ့မအီတောင်မင်္ဂလာပါပြိတက်ကြီးမအီတောင်ကအချမ်းသာဆုံးတထေစင်းဝင်မျိုးသားကိုလက်ထလိုက်ကအိမ်နာယူထူထောင်ထားတာပါမအီတောင်ရဲ့ခင်မကဒိဋ္ဌိကျေချမ်းသာတဲ့ခရိုနီတထေတွေကတူဖြစ်လို့ဘာမှပူပန်ဆရာမရဲ့ဘွားတခုကိုရရှိထားဖြစ်ပါတယ်ခရိုနီတထေဖြစ်ပေမဲ့မအီတောင်ကတိရိချောင်းက ကိုယ်တိုင်စီးပွားရေးလုပ်နေရတာပါပြီးခဲ့တဲ့ရက်တွေမှာဆိုရင်မအေးတောင်းကထောပတ်တီတွေရောင်းနေကြရဖြစ်ပါတယ်ဈေးကြီးတဲ့ထောပတ်တီတွေကိုမအေးတောင်းကခြံထဲကိုယ်တိုင်ဆင်းကရောင်းနေရဖြစ်ပါတယ်မအေးတောင်းကထောပတ်တီရောင်းတာမို့အမှုပညာရှင်အချင်းချင်းကလည်းအားပေးနေကြဖြစ်ပါတယ်မအေးတောင်းကထောပတ်တီခြံကြီးကိုကိုယ်တိုင်ဆင်းကရောင်းနေရအကြောင်းရင်းကတော့ရောက်ကတိကြောင့်ဖြစ်ပါတယ်တကယ်တော့မအေးတောင်းက ထောဘတ်ဒီရောင်းဆရာမလို့တဲ့အခြေအနေဖြစ်ပါရင်ဒါပေမဲ့မအီတောင်ကရောက်ကလေးကြောင့်တော့တွားရောက်ဖြစ်ခဲ့တာပါခင်မိုးရဲ့ဖခင်ဖြစ်သူက အပင်ဆိုင်ရတာကိုအယံဝါဒနာပါဖြစ်ပါရင်စာပြိုကြောင်းစင်ဖြစ်တဲ့အတွက် အပင်မျိုးခုချိန်ထိစနေတော့မှာပဲအသက်80ရှိနေပြီဖြစ်ပေမဲ့လေခြံကျဲကြီးတွေမှာအပင်နေဆိုင်နေရှင်တန်နေခဲ့တာပါထောဘတ်ပင်တွေကိုလေရောက်ကလေးကိုယ်တိုင်တော့စိုက်ထားခဲ့ရဖြစ်ပါရင် ထောဘက်ပင်တွေက လေးနှစ်ကျော်လောက်ရှိပြီဖြစ်တဲ့အတွက်စားလို့ရတဲ့အခြေအနေရှိနေပါပြီ။ဒါကြောင့်မို့မအေးတောင်းက အသေးတွေအလက်ကမဖြစ်အောင်ရောင်းမိုးခြင်းတွေဖြစ်လာခဲ့တာပေါ့။မအေးတောင်းကိုယ်တိုင်ကလည်းဈေးရောက်ရတော့အရန်ကြိုက်ပါပြီ။သူဈေးရောက်ပြီးတော့ကြည့်ပြီးရှောက်ကတိကလည်းအရန်ကိုပြောနေရပါ။သူ့ရဲ့အသေးတွေကိုချွေးမကတံမိုးထားကရောင်းပေးနေရကြအောင်တဘောတွေကြာနေရပါ။ဒီတိုင်းမရွေးပဲရောင်းခဲ့ရဆိုပေမဲ့အလုံးရေ3000တောင်း ရောင်းခဲ့ရလို့သိရပါတယ်။အလုံးရင်သုံးသောင်းလုံးကိုမအေးတောင်းတယောက်တည်းစီစဉ်ကရောင်းပေးခဲ့တာပေါ့။ရောက်ခတိဖြစ်သူကပဲဆန်ကြောင့်မဟုတ်ပဲရောင်းမီသူ့တီကို လူကြိုက်တာကိုလူချင်တာဖြစ်ပါတယ်။လူအများစားကောင်းတယ်လို့ပြောကြအောင်မအေးတောင်းကပြန်ပြောပြခြင်းဆို အရန်ဝမ်းတနေရဖြစ်ပါတယ်။မအေးတောင်းကဈေးရောက်ရတာကိုပြောတယ်လို့ခြံထဲသွားနေရလေပြောနေရဖြစ်ပါတယ်။ခြံထဲမှာလေအချားပင်တွေအများကြီးလဲစိုက်ထားပါတယ်။ ခြံထဲမှာတော့တခွားသည့်နဲ့အပင်မျိုးစုံကို စိုက်ထားတဲ့အတွက် ဟင်းချက်တဲ့အချိန်ဆိုရင် အရန်ကိုလွယ်ကူပါပြီဟင်းချက်ဖို့ဆိုရင်ခြံထဲမှာရှိတဲ့အပင်လေးတွေကိုခိုးပြီးချက်လိုက်ရုံပဲဖြစ်ပါပြီခြံထဲကအပင်တွေမျိုးစုံကိုခိုးလိုက်ရုံနဲ့ပဲဟင်းတစ်ခွက်ဖြစ်သွားတတ်တာပါမအေးတောင်ဆိုရင်တော့ခြံထဲမှာနေကတီးစုံပေးကလာဟင်းတွေလေအမြဲချက်ကျူတတ်ပါပြီရှောက်ကတိဆိုရင်လေမအေးတောင်ရဲ့လက်ရကို အရန်ကြိုက်တာဖြစ်ပါပြီ မအေးတောင်တချို့ဆိုရင်ဟင်းမချက်တဲ့လို့ထင်နေကြတာပေါ့မအေးတောင်ကဟင်းကိုတကယ်ချက်တဲ့တယ်လို့အိမ်မူကိစ္စလေးနိုင်နေပါတယ်ငငယ်ကလေးကဟင်းချက်တာကိုတေချာတင်ထားရတာပေါ့မအေးတောင်ရဲ့မိခင်ကအိမ်မူကိစ္စနိုင်နေအောင်တေချာတင်ပေးထားလို့သိရပါတယ်ဒါကြောင့်မို့လဲလက်ထက်တဲ့အချိန်မှာမအေးတောင်ကချွေးမကောင်လေးဖြစ်လို့နေရပေါ့မအေးတောင်ရဲ့ခင်မကကုမ္ပဏီကြီးထောင်တာဖြစ်ပြီးမြန်မာတိုင်းကလုံးကိုလေ လျှက်စစ်ပစ္စည်းတွေဖြန့်ချိနေရဖြစ်ပါတယ်။ကြည်ကြည်တက်ကိုချမ်းသာတဲ့အတွက်မအေးတောင်းဆိုရင်လေပြီးဆောင်ထားပြီးကတိန်တောင်းချီတန်ကားတွေဝယ်ပေးထားဖြစ်ပါတယ်။ခရိုနီတရေကတော်ဆိုပေမဲ့ထောဘတ်တီတွေကိုကိုယ်တိုင်ရောက်ခဲ့တဲ့မအေးတောင်းပုံကလေးအမြင်လေးကိုဘယ်လိုထင်လဲဆိုတော့ပြောပြပေးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့